ဒီဖိုင်ကတော့ဟိုဇွဲထက်ရဲ့ចောင်းအလူကို တာတုမခေါ်နိုင်တဲ့သူတွေအတွက် ဝမတနိုင်တဲ့သူတွေအတွက်ပေါ့ခါပရာကြီးရဲ့ရည်ရွယ်ချက်ကဒီဗီဒီယိုပိုင်းကိုဌာပနာတည်ခြင်းနဲ့ပတ်သက်ပြီးမိမိကိုယ်တိုင်ပြောရင် သာသနာတွဲအသာယူမှာစိုးလို့ဒီတက္ကမလေးရဲ့ဗီဒီယိုပိုင်ကိုတောင်းယူပြီးတော့ ქვენ လွှဲနေတဲ့အရာတွေကိုနားလည်မှုရှိအောင်တင်ပြပေးလိုက်တာပါဆက်ကြည့်ကြစို့ဘုရားဘယင်းနေဘုရားတဆူတဲတဲ့ဂျန်နဲ့တူနေတာဘုရားမတင်နေတော့ကြတော့ဒီဘုရားတွေမှာသာသနာဖို့ဆိုပြီးစုပေါင်းပြည်ညာနေသာသနာတွေထဲကြရည်ရွယ်ချက်က ီဖျားတယ်လိုက်တဲ့ဒီတယ်လိုက်တဲ့ဖျားကနောက်တစ်ချိန်မှာရုံရွံပြစီသွားခဲ့ပြီးရှိတော့ဟောဒီဖျားလေးပါရှိရဲ့ဌာပနာရင်းနဲ့ဒီဖျားကိုပြန်လဲမုန်းလာမှုအတွက်အဲ့တော့ကျတော့ဖရားကအလူရှင်ပေါ်ဒီဖြစ်စီမပေါ်ဒီဖြစ်စီသူပြက်စီးသွားရင်သူ့မှာမောမန်ဝိတ်အတွက်ရှိပြီးသားအဲ့လိုမျိုးညွေချက်နဲ့ဌာပနာကြတာကာလပြောင်းသွားတဲ့အခါမှာတော့ညွေချက်ကတော့ပွဲလွှဲရင်ပွဲလွှဲနိုင်တယ်တချို့သူတွေကကျတော့ဒီဖရားကိုမြင်လိုက်တာနဲ့စိတ်ထဲမှာ အော်တိုမက်တစ်သဏ္ဍာန်တရားဖြစ်တာမျိုးရှိအဲ့လိုဆိုကိုဝတ်ထားတဲ့နှဆွဲကိုချုပ်ပြီးတော့ယူလိုက်တာမျိုးကိုဆွဲထားတဲ့လယ်ဆွဲကိုချုပ်ပြီးတော့ယူလိုက်တာမျိုးအဲ့လိုမျိုးသဏ္ဍာန်တရားတွေကလိုချင်လာတယ်အများကြီးပဲတချို့ကကိုလိုလူတွေတချို့ကဆိုတော့မကိုဝဲနဲ့တောင်မှလိုချင်နိုင်လို့ရှိအဲ့တော့ကျတော့သူများလူတွေကိစ္စမှာသူများရဲ့သဏ္ဍာန်တရားနဲ့လူတွေကိစ္စမှာကိုရဲ့အမေနဲ့မတူဘူးဆိုရင်ကိုရဲ့ငွေကိုမလိုလို့ရတယ်ကိုရဲ့ငွေကိုကိုကဒီထားမှမတုံးချင်ဘူးတနေ့မြန်မာတုံးနေတယ်ဆိုရင်တော့တုံးလိုက်ရရ တော့သူများရဲ့တရားတရားကိုသူများလူဝန်းနဲ့ကိစ္စအောင်ဆိုတော့မဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးငွေပန်းလာကြတော့ဘုရားဘာသာအမိသားနဲ့ကြည့်မယ်ဆိုရင်အပြည့်ရောက်တယ်အဲ့တော့ကိုယ်စိတ်နဲ့ကိုယ်နေပြီးတော့အပြစ်ကိုဘယ်လိုမှအကုသို့ဝယ်ယူတယ်လို့မျိုးမလောက်တာအကောင်းဆုံးပဲတရားကိုစုရတဲ့ပို့ကောင်းတာရှိသေးလားညဆောင်ညာအေးတမ္မတမှုရဖျားတဆူကိုဖြူတာတဲ့ သမသမုဒ္ဓဘုရားအမှုရှိတဲ့တန်ဃာကိုလှူလို့ရှိရင်သမသမုဒ္ဓဘုရားတဆူလှူတာတဲ့ပြည့်မြတ်ဒီမှာတတိထစင်သာချိဖို့ရာသမသမုဒ္ဓဘုရားတဲ့ပုံမြတ်တယ်လို့ဒီလိုဟောတာမဟုတ်ဘူးသမသမုဒ္ဓဘုရားအပါဝင်တန်ဃာကိုလှူတာကပုံမြတ်တယ်ဒီလိုဟောတာနော်ဘုရားကပါတယ်တခြင်းမဟုတ်ဘူးရသော်ဘုရားအပါဝင်တန်ဃာကိုလှူလိုက်တာ ပို့ပြီးတော့ဒီကုသိုလ်ကောင်းကပို့ပြီးတော့မြင့်မြတ်တယ်ထူချားတယ်ထူဆူအဲ့တော့လောကမှာအကောင်းဆုံးကိုရှာလို့ချင်ဘယ်ဟာကဘာလဲပို့ကောင်းတယ်ဆိုတော့လောကမှာသိချင်ဖရာမှုရှိတဲ့တန်ခါကိုလှူလဲရတဲ့အလူကအကောင်းဆုံးဆိုလို့ရှိရင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်များရှိအောင်မလားဖရာမှုရှိတဲ့တန်ခါကိုလှူတဲ့ဒါနာအကောင်းဆုံးလို့ပြောပြီး အဲ့ဒီတဲ့ကောင်းတာကဘာတော့လို့ဆိုရင်သတ္တုဒိတတန်ခါကိုယေရှုပြီးတော့ကြောင်းဆောက်လူတဲ့လူကတော့ဓိတဲ့ပိုကောင်းတယ်လို့ပြောတယ်เนาะမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားဖြစ်တာဒါဖြစ်တာကုံသွားပါလားကုသိုလ်ထဲမှာဒါအကောင်းဆုံးလားလို့ဆိုမကုံသေးဘူးကုံသေးဘူးဒါနာရဲတော့ဒါကုံသွားပြီ ကျောင်းဆောက်တဲ့လူကထွတ်ထရောက်သွားတယ်။ကဲဒီတဲ့ကောင်းတာကုသိုလ်လုပ်ချင်သေးတယ်ဆိုရင်မလုပ်ရဘူး။ကြည်ညူတဲ့စိတ်နဲ့ဘုဒ္ဓသရဏံဂိသာမိဓမ္မသရဏံဂိသာမိသံဃာသရဏံဂိသာမိဖရာတရားသံဃာယရဏသုံးပါးကိုအသက်ကိုအနှင်းပြီးဘဝကိုအနှင်းပြီးတော့တရဏဂုံဆောက်တည်ပြုထမ်းခြင်းကကျောင်းဆောက်ပူတာတဲ့ပုံကောင်းကောင်းသွေးထက်ကမထိုးရင်မှာ ရွှေငွေကြောက်တံပတ်များကိုခါပနာတဲ့အခါမှာလူတူကပြောကြတယ်ပေါ့အာအဲ့ဒါတွေကမလိုဘူးလေတဲ့အဲ့ဒါတွေကိုတူမဲ့အစာတကယ်လိုအဲ့ဒါတွေကိုတွားလှူလိုက်ပါလားသူပြောကြတယ်သူတို့အဲ့လိုပြောတဲ့အခါမှာသူတို့မပြောတဲ့သကလုံးကိုဦးတင်တတိထားမိတယ်ဘာကိုတတိထားလဲဆိုလို့ရှိရင်သူတို့ကဥမာဝညာဘက်မှာအပြော်ပါမှတာအေးဘာဒီကလပ်တွေမှာဟောတယ်တွေမှာ၄ ောင်မလေးတရားကိုတင်း100 200 300 500အမ်းပေးတယ်နော်ပျော်ပါတယ်ပျော်မြူးတယ်ဟောဒီမှာအရေးတူလို့ရှိချင်းတကယ်အမှန်ကန်နေပြီပဲနော်တောက်ကြတာပေါ့တချို့လို့ချင်းရပလင်းနေတင်း100 300တော့ရှိတယ်အဲ့ဒါတောက်တာအဲ့ဒီပုဂ္ဂိုလ်တွေပြောလေမင်းတို့အဲ့ဒါတွေကလုံးမဲ့အသာတကယ်လိုအပ်တဲ့ပညာရေးတွေနော်စစ်ပေးချောင်းနေငလင်တော့ကားတွေ ဘာလူပါလားပြောလေသူများကတရာပေါက်လို့လှူတဲ့အရာကိုရတော့ပြိပင်တာတိတယ်တကယ်အလှူကိုရတော့ပြိပင်တာတိတယ်တကယ်အလှူမဟုတ်တဲ့အလှူကိုကြတော့မပြောဘူးအဲ့ဒါဘာတဘောလဲပေါ့မသူရင်ကြောင်းမှာပေါ့ဇေထဥသိပြီးတော့ရွှေငွေကြောက်တံပညာတွေကိုထာပနာတာကိုတဲ့ဘုံကြီးတွေကရွှေတွေငွေတွေကင်လို့ရလားတဲ့ မှန်ပါတယ်ဘုန်းကြီးကိုယ်တိုင်ကတော့ရွှေတင်ငွေတွေကိုင်လို့မရပါဘူးသို့တော့အဲ့ဒီကြောင်းအတွက်အဲ့ဒီဒေဒီအတွက်ရွှေတင်ငွေကိုတက္ကမတွေကအသုံးပြမယ်ဆိုလို့ရှိရင်ရပါတယ်နော်အဓိကဖုန်းကြက်တဲ့မှာအဲ့ဒီရွှေတင်ငွေတွေမရှိဖို့ပဲလေဟိုကမြေကြီးအောက်မှာထပ်ပန်းတာရတယ်ပေါ့ဘာကြောင့်ဒီလိုဖျားတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ဒေတော်အကြောင်းကြီးတွေထောက်တဲ့အခါမှာလဲအတပြားကြီးရွှေအတပြားကြီးအတပြားကြီးရွှေတင်ငွေတွေခင်းပြီးတော့မြေကိုဝဲတာ နော်အဲ့ဒီပဲဒေတုံအကြောင်းနေရာကရှိရဖျားရှင်တွေနေရာလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဥဒင်ရွှေရင်ဝင်တဲ့လူရရအကြောင်းကိုပေါ့မျှောက်ပေးခြင်းပါတယ်နံပါတ်1ဝိပဿနာမြတ်စွာဘုရားသတ္တမကြတော့တဲ့ပုဏ္ဏဘသူမိတ္တမိတ္တတတိကြီးကရွှေအုတ်ချက်အသွင်ချင်းကိုခင်ပြီးတော့ဝယ်တာနော်ပြန်တိကိဖျားသတ္တမကြလို့ရှိရင်တော့တဲ့ တိတုဝဒနာအမျိုးရှိတဲ့တတိကြီးကတဲ့နော်ရွှေထွန်သွားတုံးတွေကိုရွှေတောင်ဝေးရွှေကြောင်းအစွန်ချင်းထိတတ်အောင်ခင်းပြီးတော့ဝယ်တာပေါ့နော်ဒီကသူတို့ထပ်ပနာလာရတယ်တိလားရတယ်ထပ်ပနာလာတယ်အဓိကဘုံကြီးကိုယ်တိုင်အဲ့ဒီရွှေတွေမကိုင်းဘူးပဲပြီးတော့ဝိတ္တပုမြတ်သက်ပြန်စတဲ့မှာကြတော့တဲ့တတိတန်အမျိုးရှိတော့တတိကြီးကတဲ့စင်ချေတန် လှုပ်ထားတဲ့ရွှေတုံးကြီးများတဲ့ခင်းပြီးတော့လှုပ်တာပီကကုတန်လက်ထက်မှာကျတော့အစ်စုတအမေရှိတဲ့တရေကြီးကတဲ့ရွှေအုတ်ချက်ခင်းပြီးတော့စလှုပ်တာနော်ပြီးကောနာကုံလက်ထက်မှာကျတော့ကောနာကုံမြတ်ဆရာပဲလက်ထက်မှာကျတော့ရွှေလက်ရွှေအုတ်ချက်အသွင်းချင်းထီအောင်ခင်းပြီးတော့ ဝဲတာနော်ကတ္တပဖျားကျင်းလက်ထကြတော့တဲ့သူတည်းရွှေလေးရုပ်ပဲခင်းမြွက်ွယ်တာပေါ့နော်ဒီကရွှေရင်ငွေတွေကိုဘုန်းကြီးတွေမကရင်ပြီးရောအလူချင်းကသူ့အဝေးကျင်းတ်လို့နောက်ခါမှလည်းသူ့ရဖြစ်ပါတယ်နော်အဲ့ဒါကိုတချို့ကဘုန်းကြီးတွေကရွှေရင်ငွေတွေဒီလိုမျိုးပြောလို့ပါ ဒီဖိုင်ကတော့ဟိုဇွဲထက်ရဲ့ចောင်းအလှကိုတာတုမခေါ်နိုင်တဲ့သူတွေအတွက်ဝမတနိုင်တဲ့သူတွေအတွက်ပေါ့နော်မှန်ပြောတဲ့တဲ့သကလုံးလေးကဘာပြောတဲ့တယ်လို့ဆိုရင်ဇွဲထက်ရေးဒီလိုចောင်းလေးကိုလှုပ်တယ်လို့မျိုးလူငယ်တွေအတွက်လည်းလမ်းပွင့်သေးတဲ့စာဖတ်ဖို့စာကြည့်တင်းလေးလို့လုပ်ပေးတင်းနေပေါ့နော်သူတို့ကဘာပြောတယ်လဲဆိုလို့ရှိရင် ဒီမလို့အပ်တဲ့အကြောင်းကိုတော့လှူတယ်လေလိုအပ်တဲ့သေယုံသေကန်းတွေကတော့မလှူဘူးတဲ့နော်သေယုံသေကန်းကိုလှူတဲ့ပုံစံတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီသေယုံသေကန်းလူတွေကခိုးတယ်နော်ခိုးစားတယ်အဲ့ဒါကြောင့်နောက်ပိုင်းလူတွေကမလှူချင်တော့တာနော်သေယုံသေကန်းကိုလှူတဲ့ပုံစံတွေအများကြီးရှိပါတယ်ခိုးတယ်ဖွက်တယ်ဖြတ်သားတယ်အဲ့ဒါကြောင့် မလူချင်တော့တာဖြစ်ပါတယ်လားသူတစ်ပါးရဲ့အလူကိုတာတူးမခေါ်နိုင်ရင် ဝမတနိုင်ရင်ဘာဖြစ်တတ်တယ်လဲပေါ့ပိတ်တာဖြစ်တတ်ပါတာတူးမခေါ်နိုင်တဲ့ဘွားကိုရောက်တတ်ပါတယ်နော်တာတူးမခေါ်နိုင်တဲ့ဘွားကိုရောက်တတ်ပါတယ်ပိတ်တာဖြစ်ခြင်းအကြောင်း၅မျိုးရှိတယ်နံပါတ်1တာဆွဲတမိဆွဲလင်ဆွဲမရဆွဲနံပါတ်2ဥစ္စာဆွဲနံပါတ်3 သူတစ်ပါးကို မနာလိုဝန်တိုခြင်းမေတ္တရများခြင်းနံပါတ်၄ကိုရံကကသီးနေပြီးတော့လူတန်းကိုမလုခြင်းနံပါတ်၅သူတစ်ပါးရဲ့လူတနာကိုဝမ်းဝတာနိုင်ခြင်းတမ်းမြင့်ခြင်းဆိုတဲ့အကြောင်း၅ပါးပါတယ်လားအကြောင်း၅ပါးပါအဲ့ဒါကြောင့်ပိဿဘွားကိုရောက်လိုက်မယ်နော် ဥဒင်းရှိမှလည်းပြောခဲ့ပြပြီရှေ့ဖိုင်သူမှသူရှင်ဒီလိုမသွေးရင်ចောင်းကိုလူတင်တယ်လို့လူငယ်တွေအုံနောက်ဖွံ့ဖြိုးဖို့လေဒါကြီးတိုင်းတွေသပတ်တင်းနေလူပေးတင်တယ်ဒါမှလူငယ်တွေကအုံနောက်ပြွင့်တော့မှကိုယ့်ရဲ့ဘဝတလန်းကိုဘာတွေဘာတွေလက်ရမလဲဆိုတာကိုတိမှာနော်